ငတ်လောကမှာငတ်ပန်းအဝဆုံးသောအိုအိုငှက်အကြောင်းပြည်သူများလုံးမင်္ဂလာပါရှင်တင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် လူလောကမှာလူပါဝါတဲ့သူတွေများစွာရှိကြသလိုငှက်တွေရဲ့လောကမှာလည်းငှက်ပါဝါတဲ့ငှက်တကောင်ရှိပါတယ်။အရင်ငှက်ရဲ့တဘာဝကိုငှက်အကြောင်းလေးလာတဲ့ပညာရှင်တွေတောင်မှအောချယူရတဲ့အထိကိုငှက်ပါဝါလွန်တာပါ။မေရှင်တို့အနေနဲ့အရင်ငက်ကဘာငက်လို့ထင်ကြပါသလဲဟုတ်ပါတယ်ဗီဒီယိုအစမှာပြောခဲ့သလိုပဲသူများမျက်ခုံးပေါ်မှာဇင်းကြံရှောက်ချင်တဲ့ငက်ကတော့အော်အော်ငက်ပဲဖြစ်ပါတယ်အခုလိုနေရာဒီမှာအော်အော်ငက်တွေရဲ့တာယာတဲ့အော်မီတန်တွေကိုလူတိုင်းကြားကြရပါလိမ့်မယ်အတန်တာပေမဲ့အတွင်းစိတ်မကောင်းတဲ့အော်အော်ငက်လို့ လူစားမျိုးတွေဟာအပြင်လောကကြီးမှာအများစွာရှိပါတယ်။ဒါကြောင့်မဲရှေးလူကြီးတွေကစကားပြောကောင်းပြီးစိတ်ထားပုတ်တဲ့တွေကိုအိုအောင့နဲ့တင်စားကြပါတယ်။ဒီနေ့မှာတော့အိုအောင့ရဲ့ဘဝအကြောင်းကိုဗီဒီယိုလေးနဲ့အတူလက်တွေ့တွားရောက်ကြည့်ရှုကြရအောင်ပါ။ ပရိသတ်ကြီးတို့အနေနဲ့အခုမြင်နေရတဲ့အတိုက်အထဲမှာငှက်ဥသုံးလုံးကိုတွေ့ပါလိမ့်မယ်။အဲ့ဒီဥသုံးလုံးကပုံစံတူတယ်ဆိုပေမဲ့အရွယ်အစားအနည်းငယ်กว่าတာကိုမြင်ရပါလိမ့်မယ်။အထူးသဖြင့်တော့အလေကဥကတခြားငှက်ဥနှလုံးထပ်ပို့ပြီးတော့ကြီးမားနေပါတယ်။ကဲဒါဆိုရင်တော့နောက်တစ်ရက်အကြာပြီးမှအတိုက်အထဲမှာဘာထူးခြားချက်ရှိမလဲဆိုတာကိုတွေ့ကြည့်ကြရအောင်ပါ။ အခုဆိုရင်တော့ဦးလေးတွေကအကောင်ပေါက်လေးတွေဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့မနေ့တုန်းကအတိုက်တဲမှဦးသုံးလုံးရှိပေမယ့်မြင်နေရတာကနှစ်ကောင်ပဲဖြစ်ပါရဲ့။ဒါဆိုကြံတဲ့တကောင်ကဘယ်ရောက်သွားကြရလဲ။ဟောကြည့်နေရင်အတိုက်တဲကအကောင်ထွက်ထွားနဲ့ငှက်ပေါက်တကောင်ကတခြားငှက်ကိုအတိုက်တဲကနေတွန်းချနေပါရဲ့။နောက်ဆုံးမှာတော့ငှက်တိုက်ထဲမှာအကောင်ထွားထွားနဲ့ငှက်ပေါက်တကောင်သာကြန့်ရှိနေခဲ့ပါတယ်။ဒီငှက်တိုက်ကိုနောက်တစ်ပတ်ကြာတဲ့အခါမှာပြန်သွားကြည့်ရအောင်ပါ။ အခုဆိုရင်တော့အတိုက်ထဲမှာငှက်ပေါက်တစ်ကောင်သာကြံခဲ့ပြီးတော့ငှက်မကြီးရှာကျွေးသမျှအစာတွေကိုတစ်ကောင်နဲ့တင်ကြုံစားနေပါတယ်။အခုလိုတစ်ကောင်နဲ့ဝဝလင်လင်စားနိုင်ဖို့အတွက်တခြားငှက်ပေါက်တွေကိုအတိုက်ကနေကန်ချခဲ့ရဖြစ်ပါရင်စားပြီးတော့ရင်လည်းအငြိမ်မနေပါဘူး။ချီးပါလိုက်ပါသေး။သူပါရဲ့ချီးကိုငှက်မကြီးကအဝေးကိုတည်သွားပေးရပြန်ပါတယ်။ဒီနေရာမှာထူးခြားချက်တစ်ခုကိုမြင်ရပါလိမ့်မယ်။အဲ့ဒါကဘာလဲဆိုတော့မိခင်ငှက်မနဲ့တားပေါင်းတဲ့ကရုပ်ချင်းတစ်စက်မှကိုမတူနေရဖြစ်ပါတယ်။ ။ဒီရွယ်လေးတဲကငှက်ပေါက်ရဲ့နှုတ်သီးကငှက်မကြီးရဲ့နှုတ်သီးထက်တောင်ပိုကြီးနေပါတယ်။နှစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ငှက်ပေါက်ရဲ့ခန္ဓာကိုယ်ဟာအေယာမကြီးဖြစ်နေပြီးရောအတိုက်တောင်မကတော့ပါဘူး။ဒါပေမဲ့ငှက်မကြီးရှာကျွေးသမျှကိုအစင်သင့်ထိုင်စားနေပါသည်။ငှက်မကြီးနဲ့ငှက်ပေါက်ကဘာမှကိုမဆိုင်တဲ့ပုံစံတွေဖြစ်ပြီးရောနှစ်ပတ်သားငှက်ပေါက်ရဲ့အကိုလုံးဟာငှက်မနှစ်ကောင်စားလောက်ရှိနေပါတယ်။ဒါဆိုရင်ဒီငှက်ကငှက်မကြီးရဲ့တာအရင်မှဟုတ်ရဲ့လား။ဒါကိုသိဖို့အတွက်အစာအုပ်တွေထဲမှာအဖြေရှာကြည့်ရဲ့အခါမှာတော့ ငတ်မကြီးဟာစာမျိုးစိတ်ဝင်ငတ်တကောင်ဖြစ်ပြီးတော့ငတ်သားအပေါက်ကတော့အိုအောဖြစ်နေပါတယ်။ဘယ်လိုတွေဖြစ်သွားတာလဲ။ငတ်မကြီးဟာသူ့ရဲ့အသွေးသားအရင်းတွေကိုတပ်ပြစ်လိုက်တဲ့အိုအောငတ်ပေါက်ကိုရသမျှအစာတွေရှာကျွေးနေကြတာဖြစ်ပါတယ်။တကယ်တော့အဖြစ်မှန်ကဒီလိုပါ။ငတ်မကြီးအစာရှာသွားနေတဲ့အချိန်မှာအိုအောငတ်မတကောင်ကသူ့အတိုက်ထဲမှာဥတလုံးဥသွားခဲ့တာဖြစ်ပါတယ်။ကိုယ့်ရဲ့ဥကိုသူများအတိုက်ထဲထားပစ်ခဲ့ပြီးသူကတော့လွတ်ရာကျွတ်ရာပြန်သွားခဲ့ပါတယ်။မွေးလာတဲ့အိုအောငတ်ပေါက်ကလည်းအရင်နေအခက်ချိုးဆိုသလိုသူများအတိုက် ိုက်ထဲမှာနေသူများကြွေးရစားပြီးတော့သူများရဲ့သားသမီးတွေကိုစမုံတုံးပေးခဲ့ရဖြစ်ပါတယ်။ဘလောက်တောင်စမ်းကြယ်လိုက်တဲ့လောကကြီးလဲ။အိုအော်ရီဟာဒီနီလန်နဲ့ကဘာပေါ်မှာရှင်သန်လာခဲ့ရနှစ်ပေါင်းမနည်းတော့ပါဘူး။ကိုသားသမီးကိုသူများစောင့်ရှောက်ခိုင်းပြီးမျိုးဆက်ကိုရှင်သန်စေတဲ့တဘာဝကအိုအော်ငှက်တွေရဲ့အမှုပိုင်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့အပြင်လောကမှာအိုအော်ငှက်လိုလူစားမျိုးတွေနဲ့မဆုံတွေ့ကြပါစေနဲ့လို့ဆုတောင်းရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။